ခုဒီလိုအခြေအနေဆိုးနဲ့တွေ့နေတဲ့အချိန်မှာဘုံဘုံတို့တွေဟာဒါကိုဘလို့နီးနဲ့ရင်ဆိုင်တုံ့ပြန်မလဲဘလို့အမြင်တွေဘလို့အတွေးတွေနဲ့ဘဝကိုဖြတ်သန်းမလဲအဲ့ဒါအမြင့်ဆုံးအမြင်ကိုပြောချင်တယ်အဲ့ဒါကဘာလဲဆိုတော့ဒုက္ခဘုံကြီးထဲမှာနေပြီးတော့ဒုက္ခကိုမတွေ့ကြရမှုဆိုလို့မဖြစ်နိုင်ဟုတ်လား ဘုန်းတို့တွေရာဘယ်ထဲမှာနေတာလဲဒုက္ခဘုံထဲမှာနေတာဒုက္ခဘုံထဲမှာနေတာမဟုတ်အဲ့ဒါဒုက္ခဘုံထဲနေတဲ့လူဟာဒုက္ခကိုတွေးကိုတွေးမှာပဲအဲ့ဒါဒုက္ခမတွေးပြရစီနေလို့ဆုမတောင်းနေအဲ့ဒါဘယ်တော့မှမပြည့်ဘူးလို့မှတ်ထားလိုက်ပြည့်နိုင်တယ်ဆိုတော့မဟုတ်ဒါနဲ့ဘယ်လိုလုပ်ရမှာတော့ဆိုတော့တွေးလာတဲ့ဒုက္ခကိုရှင်းဆိုင်နိုင်ဖို့ပဲကြိုးစားရမှာမှတ်ထားနော်မှတ်ထားနော်ဒါဝမှတ်ထားနော်ဒုက္ခမတွေးဖို့ရှုတောင်းရမှာလားရှင်းဆိုင်နိုင်ဖို့ကြိုးစားရမှာလား ။ချင်းဆိုင်နိုင်ဖို့ကြိုးစားမှာဟုတ်တယ်။ဒုက္ခကလည်းဘယ်သူမှမျက်တာမပေးဘူး။သူ့ချော့လို့လည်းမရဘူး။လက်ထိုးလို့လည်းမရဘူး။တွေ့ပြီဆိုတွေ့မှာပဲ။ဘုံလို့လှုပ်ထားဖို့ရာတွေ့ချင်ရတွေ့กว่าငါစိတ်ကိုမတုံမလွတ်အောင်လှုပ်မယ်။ချမ်းသာအောင်လှုပ်မယ်။ဒုက္ခတွေ့ဖို့ရာမေတ္တာပေါ့။တွေ့လာတဲ့ခါမှာမတုံမလွတ်အောင်လှုပ်ဖို့ကငါတာပေါ့ဆိုတဲ့သဘောမျိုးစိတ်ဓာတ်ကိုခိုင်မအောင်ရှိဖို့လုပ်တယ်။ဒေသနာတော်ဒီဆိုတာအဲ့ဒါပဲဒုက္ခမတွေ့အောင်ဒုက္ခကိုရှောင်နေနှီးပေးတာမဟုတ်ဘူး ေနေတဲ့ဒုက္ခကိုရင်ဆိုင်နိုင်အောင်ဖြတ်သန်းနိုင်အောင်အစင်ကြည်ပြီးကြော်လွှားသွားနိုင်အောင်ကြိုးစားတဲ့နေတွေကိုပေးတာဟုတ်လားအဲ့တော့ဘုံဘုံကအခုဟာဒီဘဝထဲမှာနေရင်းနဲ့အစင်ကြည်ဖို့ပြောနေတာအခုပြောနေတာကစေဥဒ္ဓဟာရဆိုတဲ့အကြောင်းတရားတွေကိုကောင်းအောင်ပြင်နိုင်ရင်ချမ်းသာမှာပဲကောင်းအောင်မပြင်နိုင်ဘူးဆိုရင်ဘာလို့မလို့ဆင်းရဲမှာတော့ပြစ္ဆုတ်ပါလဲဆင်းရဲမယ်တန်လျာလဲဆင်းရဲမယ်ကောင်းအောင် ပြင်နိုင်လို့ရှိရင်ပြစ္ဆုတ်ပါလဲချမ်းသာမယ်တန်လျာလဲဒုက္ခတိဘဝအဆင်းဆင်းမြင့်ပြီးတော့ဒုက္ခငြိမ်းနိုင်တယ် ို့တော့ဒီဘွားထဲမှာနေမယ်ဟဲ့ဆိုရင်တော့ဒီခန္ဓာကိုယ်ကြီးကဥတဲ့တဲ့ခန္ဓာကိုယ်ကြီးဥမှာဟုတ်လားနာတဲ့ခန္ဓာကိုယ်ကြီးနာမှာသူကခိုင်ခိုင်မာမာတိဆောက်ထားတာမဟုတ်ဘူးပြင်မကနင်းနေလောက်အတိုက်ခိုက်လေးရှိတာနဲ့ပြောရရင်သူကပြော့တယ်ပေါ့နော်နင်းနေမှအချိမခံတဲ့အကောင်ပဲဒါကြောင့်မင်းဆိုပါဗျာအကုန်ဘူးပမာမြေဦးနဲ့တူတယ်ဖောက်နေတယ်ဝဲသွားနေဟုတ်လားဒါသူ့ရဲ့သဘာဝပဲလေသူ့ကိုနားလည်ထားဖို့လိုတယ် ပြီးရင်တနေ့ပါဖြစ်သွားမှာတော့ပျက်စီးသွားမှာတေးသွားမှာရှားထားဖွေးထားတာတွေပေါင်းတင်းဆက်ဆံတာတွေအကုန်ထားခဲ့အရွယ်ရှိရှိမရှိရှိကြီးကြီးငယ်ငယ်မရွေးဘူးအချိန်ကြရင်ဟောဟာတာပဲအเจ้าကုံနဲ့တနေ့ရရတာပဲဘာမှမျက်နှာထောက်ထားတယ်ဆိုတာမရှိဘူးအဲ့တော့ပြောရင်တာဒီထဲမှာနေနေတယ်ဘဝဖြစ်နေတယ်ဆိုလို့ရှိရင်ဘဝနဲ့ပတ်သက်တဲ့ဒုက္ခတွေကိုဘုံဘုံတို့တွေကရှောင်လို့မရဘူးအဲ့တော့ဒီဒုက္ခတွေကိုဘုံဘုံတို့ကမတွေ့ကျင်မှုဖြစ်ရဆိုရင်အကောင်းဆုံးနိလာပါလေ ဒီဒုက္ခတွေရဲ့တရားဖြစ်တဲ့တနည်းပြောရင်ဒုက္ခဖြစ်နေတဲ့ဒီဘဝကိုပဲမဖြစ်အောင်ခြုံငင်းအောင်လုပ်နိုင်ဖို့လိုတယ်။အဲ့ဒီထိရောက်အောင်တွေးရမယ်။သဘောပေါက်လား။အကောင်းဆုံးအမြင်ဆိုတာအဲ့ဒါကိုပြောတာနော်။ဒုက္ခတွေ့လာပြီ။ဩော်ဒါကြီးကဒုက္ခပါလား။ဒီဒုက္ခချုပ်အောင်ငါလုံးမဟေးဆိုတဲ့စိတ်ကူးမျိုးတည်းသွားဖို့လိုနေလား။ဟုတ်လား။ဘုရင်တို့ရွှေချင်းစတော်ဘုရားကြီးပေးတဲ့ဥမာတစ်ခုရှိတယ်။ဩော်မြေခွေးတကောင်ဘို့တဲ့။ လူတယောက်ကခဲနဲ့ပြစ်မယ်ဆိုလို့ရှိရင်အဲ့ဒီမြေခွေးကပြစ်တဲ့ခဲကိုပဲဖမ်းပြီးတော့ကိုက်အဲ့ဒီခွေးကဟုတ်တယ်တချို့ခွေးတွေခဲနဲ့ပြစ်လိုက်တယ်ဒုံးနဲ့ပြစ်လိုက်တယ်ဆိုတော့အဲ့ဒီခဲတို့ဒုံးတို့သွားပြီးတော့ကိုက်ချင်သေးကြတော့အဲ့လိုမဟုတ်ဘူးလေခဲနဲ့ပြစ်တယ်ဒုံးနဲ့ရိုက်တယ်ဆိုအဲ့ဒီခဲတို့အဲ့ဒီဒုံးတို့စိတ်ဝင်တာသူစိတ်ဝင်တာဒီခဲတို့ဒုံးတို့ဘယ်ကလာလဲသူကပြစ်လိုက်တယ်လေ အဲ့ဒီပြစ်လိုက်တဲ့လူကိုတွေ့အောင်ရှာပြီးတော့အဲ့ဒီလူကိုပဲကြိုက်တက်ဖို့ကြိုးစားတယ်။ကွာချားပုံတော့ခွေရဲ့စိတ်ဓာတ်နဲ့ချင်းသေးရဲ့စိတ်ဓာတ်ကွာချားပုံအဲ့ဒါကိုဥမာပေးတာဆိုရင်ကမုန်းတို့တွေဟာမြေခွေးစိတ်ဓာတ်မမွေးတဲ့မို့နော်ချင်းသေးစိတ်ဓာတ်ဝေးတဲ့နဲ့အခုဘုံဘုံတို့ကမြေခွေးစိတ်ဓာတ်နဲ့နေကြတာခန္ဓာကိုယ်ကြီးဖောက်ပြန်လာပြီဟိဒုက္ခဖြစ်လာပြီဟိဆိုရင်ဘာလို့ဖို့ကြိုးစားစိတ်ကူဖို့ကြိုးစားတာပေါ့ အာပြစ်လိုက်တဲ့ခဲကိုပဲလိုက်ကြိုက်ဖို့ကြိုးစားနေတာမလို့ရဘူးဆိုတော့မဟုတ်ဘူးပေါ့နေကျမ်းမာရေးကောင်းတော့ကုရမောမကုရဘူးလို့ဆိုတာမဟုတ်ဒါပေမဲ့ဘုံတော့ဘယ်ထိသွားတဲ့တော့ဘာလို့မကျမ်းမာမှာဖြစ်တော့မကျမ်းမာတတ်တဲ့ခန္ဓာကိုယ်ကြီးရတာလို့မကျမ်းမာမှာဖြစ်တာဒါပေမဲ့ခက်တာအကျွတ်တော့ဟာပြိမကအရာတွေကိုပဲအပြစ်အနေနဲ့မြင်တတ်ကြတာဒီခန္ဓာကိုယ်ကြီးကိုကြတော့အပြစ်မမြင်ဒုက္ခပေးတဲ့အရာတွေကိုပဲ ော်ဒုက္ခရဲ့အကြောင်းတရားလို့မြင်တာဒုက္ခဖြစ်တဲ့ဒုက္ခပေးလို့ရတဲ့ဒီခန္ဓာကိုယ်ကြီးကိုကျတော့ဒုက္ခရဲ့အကြောင်းတရားလို့မမြင်ဘူးဟုတ်တယ်မို့လားတကယ်တော့ဒီခန္ဓာကိုယ်ကြီးရှိနေတယ်မြဖြစ်နေတယ်မြနောက်ဘဝလေးလည်းဆက်ပြီးတော့ဖြစ်နေတယ်မြယောဂါဆိုတာဘာတော့တွေ့မှာပဲဒီယောဂါနဲ့မတွေ့ရင်ဟိုယောဂါတွေ့မှာပဲနားမှာပဲလေသူဟာပြီးရင်ဘာလုပ်ရမှာလဲသိရမှာပဲရှောင်းလို့ရမလားမရဒါကြောင့်မြတ်စွာဘုရားလက်ထက်က တရားပွဲလာတဲ့အခါကျတော့အဋ္ဌိတွေကသူတို့လက်လာပါပိတ်လို့ဆိုပြီးတော့ယဟန်တရားတွေကိုတွေ့တဲ့နေရာမှာဆဲကြတယ်ရန်ရှာကြတာတွေရှိအဲ့ဒါကိုယဟန်တော်တွေကဘာမှမတုံ့ပြန်ပဲနဲ့မြတ်စွာဘုရားကိုရှောက်တယ်ရှောက်တော့မြတ်စွာဘုရားအဲ့ဒီမှာဥဒန်းကျူးတာတွေတော်တော်မှတ်သားကြရကောင်းဘာတော်အဋ္ဌိပေလေးတော့ပဲဦးစင်းပြောပါမယ်ရွာမနေနေတောမနေနေ ဆင်းရဲခြင်းချမ်းသာခြင်းဆိုတာတွေ့ရလိမ့်မယ်တဲ့ဆိုလိုတာကဘယ်နာသွားနေနေချမ်းသာခြင်းဆင်းရဲခြင်းဆိုတာရှောင်လို့မရဘူးတွေ့ရလိမ့်မယ်တဲ့အဲ့လိုချမ်းသာခြင်းဆင်းရဲခြင်းနဲ့တွေ့လာပြီဆိုရင်ဒါဘု து ကြောင့်ဒါသူ့ကြောင့်ဒါငါကြောင့်လို့အစွဲမထားနေတဲ့ဒီခန္ဓာကိုယ်ကြီးရှိနေလို့ဖြစ်နေလို့ဒီချမ်းသာခြင်းဆင်းရဲခြင်းတွေဆိုတာတွေ့နေရတာ ကယ်၍ဒီခန္ဓာကိုယ်ကြီးသာဖြစ်မနေဘူးရှိမနေဘူးဆိုရင်ချမ်းသာခြင်းဆင်းရဲခြင်းတွေဟာဘာကိုအကြောင်းပြုပြီးတော့တွေ့မှာတော့မြင်တတ်ဖို့လိုရတော့ဒီဥစ္စာဟုတ်လားဘုမနောအဲ့ဒီမြင်သလားမမြင်ဘူးအစင်မပြေဘူးဆိုရင်အဲ့ဒီအစင်မပြေတာကိုပဲနော်ဓာတ်ရိုက်ရှင်းဖို့ကြိုးစားတာပေါ့နော်အစင်မပြေခြင်းကိုအမြဲတမ်းဓာတ်လက်လက်ခံပြီးတော့နော်အစင်မပြေတာကိုအမြဲတမ်းနော်တွေ့ကြုံနေရတဲ့ဒီခန္ဓာကိုယ်ကြီးကိုကြတော့အပြစ်မြင်အောင်မှတွေးမိသလားတွေးမိဘူးအဲ့ဒါဘာစိတ်လက်ခေါ်တော့ ြေခွေးစိတ်တာပေါ့နော်ချင်းသေးစိတ်တဲ့တွေသွားပါအဲ့ဒါဖះပွင့်လာတယ်ဆိုတာအဓိကအဲ့ဒါပဲဒါကြီးကွာစဒုက္ခဖြစ်နေတာရှောင်လို့မရဘူးဒီဒုက္ခရှောင်နေဟိုဒုက္ခနဲ့တွေ့အဲ့ဒါကိုယ့်အကိုစိတ်တွေတွေးကြည့်ကိုဘုံဘုံပြောတဲ့စကားတေချာတွေးကြည့်နော်ဟုတ်လားလက်သက်တည်းရဲ့အခါကိုဘာလို့ဖို့လို့လို့မြင်တတ်ဖို့လို့လေဒီခန္ဓာကိုယ်ကြီးဟာဒုက္ခအလုံးရဲ့နော်တီယာကြီးပဲမိယာကြီးပဲ